အခုကျွန်တော် ပြန်လည်မျှဝေပြီးမှာကတော့မက္ဆီကန်အစားအစာမျိုးဖြစ်တဲ့ချက်မီချန်ကာပူရီတိုဖြစ်ပါတယ်။ကော်ပြန်လိတ်ကြော်မျိုးပါ။ကြုံများလေးပူလာပြီဆိုရင်ကျွန်တော်တို့အထက်မှာမိမိချိန်နဲ့တက်ရအသာထည့်လို့ရပါတယ်။ကျွန်တော်မက္ဆီကန်စတိုင်ဖြစ်တဲ့အတွက်မက္ဆီကန်ရိုက်ဝီဖရိုက်ဘင်းကာနီဒါပေါ့ပီကိုဒီကာလာချီစ်လေးထည့်ပြီးလိတ်ပြရပါမယ်။လိတ်ပြီးပြီဆိုရင်ကျွန်တော်တို့သွားချထုတ်တန်လေးနဲ့ပိတ်ပြရပါမယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပြန်ကြော်မှာမလို့ပါ။ ခုပြထားတဲ့ဂျုံပြားလေးမာယူချင်တယ်ဆိုရင် link လေးကျွန်တော်ချထားပေးပါမယ်။ဒီဂျုံပြားလေးနဲ့လည်း like လုပ်စားကြည့်လို့ရပါတယ်။ချစ်တဲ့ငယ်ချင်းတို့ကျွပီဆိုရင်ကျွန်တော်တို့ဆဲထုတ်ပေးရပါမယ်။စီလေးစစ်ထားပေးပါ။စီလေးစစ်ပြီးပြီဆိုရင် ပကံပြားလေးနဲ့ထည့်ပါမယ်။ခုနကျွန်တော်တို့ထိုးထားတဲ့တွားချထိုးတန်လေးကို ပြန်လည်ထုတ်ပေးရပါမယ်။ပြီးရင်ကျွန်တော် roasted chipotle ဆာဆာထည့်ပါတယ်။ခင်းချင်းဒီမီးဖုတ် sauce တစ်မျိုးပါ။နောက်နေ့အချိန်ရရင်ကျွန်တော်တင်ပေးပါမယ်။ ပြီးရင်ကျွန်တော် Ranchero sauce လေးတက်ထည့်ပေးပါတယ်။ sauce လေးထည့်ပြီးပြီဆိုရင်ကျွန်တော်တို့ mozzarella cheese ပေါ်အနေပြန်ထည့်ပေးရပါမယ်။ cheese ထည့်ပြီးပြီကျွန်တော်မီးအပူပေးရပါမယ်။ oven ထဲမှာ cheese လေးအရေပျော်သွားတဲ့အထိအပူပေးရပါမယ်။အကြိုက်ထိုက်ရအောင်။ cheese လေးအရေပျော်သွားပြီဆိုရင်ကျွန်တော်တို့အပေါ်ကနေ sour cream ပေါ်ကနေဖြူပေးရပါမယ်။ ီးရင်အလားစင်ဖို့အတွက်ကျွန်တော်ဖီကိုဒီကာလာခန်းကြီးနေအစိမ့်တုံးလေးထပ်ထည့်ထားပါတယ်ခုဆိုရင်စားချင်းစပွဲအရန်ကောင်းတဲ့ချီမီချန်ကာပူရီတိုလေးရပါပြီဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်အရောက်တိုင်းကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့